ဘိုင်းမွနစ်တင်အားစားဒရိုက်တာမက်စ်အီဘာကအတင်းအားတိုက်စစ်မှုဟာရီကိန်းကိုစာချုပ်တက်တန်းတိုးကမ်းလန်းမှုတွေပြုလုပ်နိုင်တယ်လို့အရေးမက်ပြောခဲ့ပါတယ်။ဟာရီကိန်းဟာစပါးတင်းကနေရောက်ရှိလာခဲ့တဲ့923ဦးနေခရဲကဘိုင်းမွနစ်အတင်းအတွက်ခြေစွမ်းပြသနေတာဖြစ်ပြီးပြိုင်ပွဲစုံ104ပွဲသာပါဝင်ကစားရသေးချိန်မှာအတွင်းကိုတရားပြေးခဲ့တာပါ။ ဘိုင်မျိုးနဲ့အတင်းနဲ့2019ရာသီကုန်ဒီစာချုပ်ရှိနေတဲ့ဟာရီကိန်းရဲ့စာချုပ်ထဲမှာပါဝင်နေတဲ့အချက်တွေကြောင့်ပရီးမီးယားလီဂ်ကိုပြန်လာနိုင်တယ်ဆိုတဲ့ထင်ကြေးသတင်းတွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာထွက်ပေါ်ခဲ့ပါတယ်။စပါတင်နီးပြတော်မတ်ဖရန်ကလည်းဟာရီကိန်းအတင်းနဲ့ပြန်လာမယ်ဆိုရင်ကြီးကြီးမားမားကြိုးဆိုသွားမယ်လို့ပြောထားတာပါ။ဒါပေမဲ့ဘိုင်မြူနစ်တရာတိုက်စစ်မှုဟာရီကိန်းအသင်းမှာကာလရှည်ကြာဆက်ရှိနေဖို့လမ်းဖွင့်မှုပြုလုပ်ထားတာဖြစ်ပါတယ်။မတ်စ်အီဘာကဟာရီကိန်းဟာကျွန်တော်တို့အတွက်ဥဆောင်တဲ့ကစားသမားဖြစ်ပြီး သူဟာဒီမှာကစားရတာနေသက်တယ်လို့စူပလားတွေရယူချင်တာကြောင့်ဘိုင်မြူးနစ်ကိုလာခဲ့တာပါ။သူဟာဒီမှာအချိန်ကြာကြီးဆက်သွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဟာနောက်ထပ်အဆင့်အတွက်ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါလို့ပြောခဲ့တာပါ။ဘိုင်မြူးနစ်အသင်းဟာဒီဟာဒီမှာအဓိကကစားသမားတွေဖြစ်တဲ့မူစီယာလာ၊စတန်ဆီ၊အယ်ဖိုโซ၊ဒေးဗစ်နဲ့အိုင်တိုတို့ကိုအနားပေးထားရပါမယ်။ရလက်ကောင်းတွေရရှိထားပြီးဝန်တက်လီဂါမှာရာနှုန်းပြည့်နိုင်ပွဲရရှိထားသလိုချက်စည်းအသင်းကိုချန်ပီယံလိပွဲစဉ်မှာအနိုင်ရလက်ရယူထားပါရယ်။ဘိုင်မြူးနစ်အသင်းဟာပါဖို့အသင်းနဲ့ချန်ပီယံလိပွဲစဉ်ပြီးရင် ဖရန်ဘတ်အတင်းနဲ့ဘွန်နယ်လီကာပွဲအတင်ရှင်ပြန်ရမှာဖြစ်ပါတယ်။